တောင်အာဖရိက Space and Toy ရဲ့အရက်ဆက်ဆုံးတဲ့အကြမ်းဆုံးစိတ်ဒဇသားရဲ့ကြီး Mr. T Space and Toy ကိုအုပ်စိုးမှုတမချင်းသေး clan တွေထဲမှာအကျော်အကြားဆုံးနဲ့အကြမ်းဆုံးမပုတ်ကိုကော်လာလီရှင်းဖွဲ့တဲ့ကအရက်ဆက်ဆုံးချင်းသေးတကောင်ပါ မစ္စတာဒီဟာအခြားရှင်သေးတွေလိုသူ့ကိုယ်သူရှင်သေးကိုရှင်သေးလို့တောင်အတိမဝင်တော့တဲ့အထိရက်ဆက်ကြမ်းကြုတ်လာတဲ့ရှင်သေးတကောင်ပဲဖြစ်ပါတယ်။မပိုကိုကော်လာလေးရှင်းအဖွဲထဲမှာမကူလူပရတီဘွိုင်းရော့စတာစကာကင်ကီဒေးနဲ့မစ္စတာဒီတို့ညီကို6កောင်ပါဝင်တဲ့ကော်လာလေးရှင်းအဖွဲတစ်ခုဖြစ်ပါတယ်။မစ္စတာဒီကသူ့ညီတွေကိုချစ်ပေမဲ့လေသူ့ရဲ့ညီကင်ကီဒေးကိုတော့အချစ်ဆုံးဖြစ်ပါတယ်။ ခင်ကီဒေးကလည်းဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်မစ္စတာဒီရဲ့ဘေးမှာမမမမရက်တီပေးခဲ့ပြီးနောက်ဆုံးချိန်ထိသူ့အကိုပေါ်တိစ္ဆာရှိခဲ့တဲ့သူပါမစ္စတာဒီကို2001-2002ခုနှစ်တောင်အာဖရိကရဲ့ Space Center ကြီးတဲကစပါတာပရိုက်လို့ခေါ်တဲ့ချင်းသေးအုပ်ကနေမွေးဖွားလာခဲ့တာပါ2004ခုနှစ်ထိအပူပေးမရှိအုပ်စုမှာပဲကြီးပြင်းလာခဲ့ပြီးသူ့အသက်၄နှစ်ထဲအရောက်2005ခုနှစ်မှာသူညီကိုတွေဖြစ်တဲ့ Pretty Boy, Roster, Ska, Kinki Tero နဲ့အတူညီကို၅កောင်ကိုအဖွဲ့အစည်းမောင်းထုတ်ခံလိုက်ရပြီးအခြားတင်ကွဲထွက်လာခဲ့ရတဲ့ Makulu နဲ့လမ်းမှာဆုံပြီးပေါင်းစည်းမိခဲ့ချိန်2006ခုနှစ်မှာချင်းသေး6កောင်ပါဝင်တဲ့မပိုကိုကော်လာလေးရှင်းကိုထူထောင်လိုက်ပါတော့တယ် ဒီလိုနဲ့သူတို့အဖွဲ့ဟာနည်းမြထူထောင်နိုင်လောက်အောင်အင်အားကြီးမားလာခဲ့ပြီးသူတို့အဖွဲ့တည်ရှိနေမှုကိုကြော်ညာဖို့သူတို့ရဲ့ဇာတ်တွေကိုပြဖို့ Space Center ကြီးရဲ့အရှင်သခင်ဟာဘသူတွေလဲဆိုတာသိစေဖို့အတွက်စတင်မြေလန်ပါတော့တယ် 2008ခုနှစ်အရောက်မှာတော့မကိုဘိုကော်လာလေးရှင်းပိုက်ဆိုင်တဲ့နေမီအေရီယာ2 MI 1900အထိရှိခဲ့ပေမဲ့မစ္စတာဒီရဲ့စိတ်တစဆန်စွာကလေးပါမကြံတက်ဖြတ်စားသောက်မှုတွေကြောင့်ဒါကိုလက်မခံနိုင်တဲ့မကူလူနဲ့အဖွဲအတွင်းဘောင်ချရှင်းဝဲဖြစ်ပါတော့တယ်ဒီပွဲမှာရှင်တိလောကရဲ့မာစတာကြီးနှစ်ကောင်ဖြစ်တဲ့မကူလူနဲ့မစ္စတာဒီတို့ရဲ့ထိတ်တိုက်ဘောင်ချဆုပ်ပွဲဆိုတော့တိုက်ပွဲဟာအကျိတ်အနေနဲ့အလွန်ပြင်းထန်ခဲ့ပါတယ် ဒီပွဲမှာမစ္စတာဒီကိုမကူလူကအနိုင်ရရှိခဲ့ပြီးမစ္စတာဒီရဲ့ခြေထောက်မှာလည်းဒဏ်ရာရရှိသွားခဲ့ပါတယ်။အဖွဲ့အစည်းမစ္စတာဒီထွက်ခွာသွားရတဲ့အချိန်မှာမစ္စတာဒီရဲ့နောက်ကိုကင်ကီဒေးတကောင်ကပဲလိုက်လာခဲ့တာပါ။မစ္စတာဒီကစပေးဆန်ရဲ့အရှိဘက်ကိုထွက်လာခဲ့ရပြီးမကူလူကတော့အနောက်တောင်ပိုင်းကိုထိမ့်ချုပ်ထားလိုက်ပါတယ်။ အဲ့ဒီအချိန်မှာမစ္စတာဒီနဲ့ကင်ကီတေးတို့ကနယ်မြေထိန်းချုပ်ဖို့အတွက်ရိုလာကိုစတာမေးတွေဖြစ်တဲ့စတစ်ပရိုက်ကိုတိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့အင်အားများတဲ့ရိုလာကိုစတာမေးတွေကြောင့်ညီကိုနှကောင်သားပြန်ပြေးခဲ့ရပါတယ်။မက်ကူလူရဲ့ထိန်းချုပ်မှုအောက်မှာရှင်သေးပရိုက်၈ခုလောက်အထိရှိနေခဲ့ပြီးစပေးဆန်ရဲ့အနောက်တောင်ပိုင်းကို အပြေအဝထိန်းချုပ်ထားက မစ္စတာဒီတို့ကအရှေ့ပိုင်းကိုသာထိန်းချုပ်ခဲ့ရတာပါ။ ရဲ့အနေငယ်ကြားမစ္စတာဒီနဲ့မကူလူတို့ပြန်တွေ့ဆုံခဲ့ကြပေမဲ့ငယ်တန်ရောတဲ့နေ့ကြောင့်ထပ်မံတိုက်ခိုက်တာမျိုးတွေတော့မရှိခဲ့ကြတော့ပါဘူးအရှိပိုင်းကိုမစ္စတာဒီကထိ ंछ ုပ်ထားချိန်မှာအရှိပိုင်းကိုကျူးကျော်ဝင်ရောက်လာတဲ့ခြင်သေးတွေကိုတိုက်ခိုက်ရုံနဲ့မကဘဲအနောက်တောင်ပိုင်းကိုဝင်ရောက်မဲ့ထွက်ပေါက်ကိုပါကာကွယ်ပေးပြီးသားဖြစ်သွားတာပါ 2019ခုနှစ်အရောက်မှာတော့အရှိဘက်နေမီရီတဲကိုမချင်ကလင်းနီလို့ခေါ်တဲ့ချင်းတင်၅ကောင်ပါဝင်တဲ့ကော်လာလေးရှင်းအဖွဲ့ကကျူးကျော်ဝင်ရောက်လာခဲ့ပါတယ်2019ခုနှစ်ဇွန်လတရနေ့မှာမချစ်ကလင်းနီအုပ်စုတွေကတကောင်ကအဖွဲ့ကွဲလာပြီးမစ္စတာတီနဲ့ကင်ကီတေးတို့ကိုမြင်တော့ခြုံပုတ်တစ်ခုထဲမှာဝင်ပုန်းနေခဲ့ပေမဲ့မစ္စတာတီတို့နှစ်ကောင်ကသူ့အနီးနားကပ်လာချိန်မှာထပြေးဖို့လုပ်ခဲ့ပါတယ်ဒါပေမဲ့တစောက်ကန်းနိုင်လာတဲ့ကင်ကီတေးရဲ့လက်အောက်ကတွေတော့မလွတ်နိုင်ခဲ့ရှာပါဘူး မစ္စတာဒီနဲ့ကင်ကီဒီတို့နှစ်ကောင်ရဲ့တက်ဖြတ်ခြင်းကိုနေရာမှာတင်ပဲပွဲချင်းပြီးမချင်ကလင်းတကောင်တက်ခံလိုက်ရပါတော့တယ်အခုပွဲမှာလည်းမစ္စတာဒီရဲ့မျက်နှာမှာမချင်ကလင်းကြီးရဲ့လက်သေးချရာတွေရရှိခဲ့ပြီးကင်ကီဒီကတော့ ဘိုက်မှာဒဏ်ရာရရှိခဲ့ပါတယ်သူတို့ရဲ့ညီကိုအသက်ခံလိုက်ရတာကိုသိသွားတဲ့မချင်ကလင်းတွေက မစ္စတာတီရိုနှကောင်ကိုတောင်းနှင်းပြီးရှာပါတော့တယ်ညနေခင်းတစ်ခုမှာဖင်ကီဒေးတကောင်နဲ့ရှိနေချိန်မှာမချင်ကလင်းနေနဲ့တွေ့သွားပြီးလေးကောင်တကောင်ပေါင်းကအမဲဝိုင်းဖြတ်ခြင်းကိုခံခဲ့ရပါတော့တယ် ကင်ကီတရဲ့အယိုးပေါက်ထွက်သွားအောင်ကြိုက်ခံလိုက်ရချိန်မှာတော့တစောက်ကန်းနိုင်လုံးနဲ့လို့နာမည်ကြီးခဲ့တဲ့ကင်ကီတတကောင်မြေပုံမှာပုံကျသွားခဲ့ရပါတော့တယ်မစ္စတာဒီရောက်လာချိန်မှာတော့အသက်မသေးသေးပဲသူညီကိုမချင်ကလင်းတွေ အရှင်လက်လက်ဝိုင်းစားနေတာကိုတွေ့သွားခဲ့ရပါတယ်မစ္စတာဒီလည်းသူညီကိုကဲဖို့အပြင်းထန်တိုက်ခိုက်ခဲ့ပေမဲ့အင်အားကြီးမများလာရဲ့ခြေထောက်ကဒဏ်ရာရဲ့ကြောင့်ကိုလူယုံပြီးထွက်ပြေးခဲ့ရပါတယ် အဲ့ဒီညကမစ္စတာဒီတကောင်တညာလုံးကြိတ်ကွဲစွာ အော်ဟစ်နေခဲ့တာပါ။နောက်ရက်အနေငယ်သူ့ရဲ့ဆာလာဆာပရိုက်ကိုပြန်ရောက်တဲ့အချိန်ထိသူညီကင်ကီတေးကို အော်ခေါ်နေခဲ့ပေမဲ့ကင်ကီတေးကတော့မကြားနိုင်ခဲ့တော့ပါဘူး။အဲ့ဒီအချိန်ကစပြီးမစ္စတာဒီတကောင်ယူသွတ်သွားခဲ့ရပါတော့တယ်။တွေ့သည်မအကုံသက်ကိုကလေးပါမကျန်အကုံသက်ဖြတ်နေခဲ့ပြီးသူညီကင်ကီတေးကိုသွားရှာရင်းနဲ့ကင်ကီတေးရဲ့ပရိုက်ထဲကကလေးရောအမပါအကုံကိုက်သက်စားတောက်နေခဲ့တာပါ။ တွေ့သမျှအကုန်လျှောက်တက်နေခဲ့ပြီး29ရက်နေ့မှာတော့ဆာလာဆာကိုပြန်ရောက်လာခဲ့ပြီးသူ့ရဲ့သားနှကောင်ကိုလည်း ပြန်ကြိုက်တက်ခဲ့ပါသေးတယ်။ကျန်တဲ့လေးကောင်ကလည်းမစ္စတာဒီကိုမနိုင်ပဲထွက်ပြေးသွားခဲ့ရပါတယ်။ဇွန်လ10ရက်နေ့မှာကင်ကီဒေးတက်ခံရတဲ့နေရာကိုပြန်သွားကြည့်ခဲ့ပြီးမာလာမာလာပလိုက်ကိုစိတ်ပြေလက်ပြေဝင်ရောက်တိုက်ခိုက်ခဲ့သေးတာပါ။နောက်ဆာလာစာပရိုက်ကိုပြန်လာချိန်မှာသူ့ကိုပရိုက်ကလုံးဝလက်မခံတော့ပဲသူ့သားလေးကောင်နဲ့အတူအမတွေပါဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြပါတော့တယ်။ဒီပွဲဟာအလွန်ကြီးကြကြမ်းတမ်းခဲ့ပြီးမစ္စတာဒီရဲ့ရှစ်လက်မှာဒဏ်ရာရရှိကအနောက်ပိုင်းကိုထွက်ပြေးသွားခဲ့ရပါ ါတယ်။နောက်သူ့ရဲ့မပုတ်ကိုလေးကောင်စီကိုပြန်သွားခဲ့ပြီးသူတို့နဲ့အတူဆလာဆာကိုပြန်လာခဲ့ပြီးသူ့သားလေးကောင်ကိုပါအမြင့်ဖြတ်တက်ဖြတ်ပါတော့တယ်။အဲ့ဒီနောက်ပိုင်းမှာတော့အနောက်ပိုင်းနယ်ကိုလိုက်လာခဲ့ပြီးမကူလူ Pretty Boy Roster Scar ရဲ့ကလေးတွေစက်တကောင်ထီကိုဖြည်းဖြည်းချင်းကြိုက်သက်စားတောက်နေကြတာပါ။ ဒီလိုစိတ်တစားဆန်းစွာရက်ဆက်တဲ့အပြူမူတွေကိုမပိုလေးကောင်ကလည်းမတားဆီးနိုင်ခဲ့ကြပါဘူး။လေလာသူတွေကတော့သူ့ကိုစေတန်လို့တောင်းအမိပေးခဲ့တဲ့အထီပါပဲ။ Dresslaw လို့ခေါ်ကြတဲ့ Roster Scaro ထူးဆန်းသွားပြောက်ဆုံးသွားခဲ့ပြီး McCullu ရဲ့အသက်၁၂နှစ် Pretty Boy နဲ့ Mr. Tito ရဲ့အသက်၁၀နှစ်ရှိနေကြပြီး Mapo Collaboration မှာအဖွဲ့ဝင်၃ဦးသာကြန့်ရှိနေပေမဲ့ပိုင်နေတဲ့အာနာကိုတော့အယယူထားသေးပဲဖြစ်ပါတယ်။ ဒါပေမဲ့အသက်ရွယ်ကြီးနေပြီဖြစ်တဲ့ချင်းသေးကြီးတွေဖြစ်တာကြောင့်အခြားချင်းသေးငယ်တွေဖြစ်တဲ့ coalition အဖွဲ့တွေရဲ့သွေးတိုးစမ်းခြင်းကိုတော့မကြာခဏခံနေရပါပြီ။ Mr. D ကအသက်ကြီးပေမဲ့မပျက်စီးသေးဘူးဆိုတာကိုပြသနေသေးပဲဖြစ်ပါတယ်။သူတို့များချင်းသေးအထီးတွေကိုအပြင်းပြေဆောက်ခွဲဖြတ်ရိုက်တာတွေအခြား pride တွေတဲကအမတွေကို black car ပြုလုပ်တာတွေနဲ့ထင်တိုင်းကျဲနေသေးပဲဖြစ်ပါတယ်။ဒီနေ့ Southern Pride အုပ်စုရဲ့အမတကောင်ကို black car လောက်ခဲ့ပြီး southern bright ခေါင်းဆောင်ချင်းတဲ့အထင်း၅ကောင်ရဲ့ new york သတွေးဆွတ်သွားခဲ့သေးတာပါ။ now february လထဲမှာ slutty min ၅ကောင်တွေကတကောင်နဲ့လမ်းမှာတွေ့ပြီးအပြင်းပြေဆောက်ခွဲဖြားရရင်းကလက်လွန်ကြက်သွန်ဖြစ်သွားပြီးနေရာမှာတွေပွဲချင်းပြီးတည်ဆုံခဲ့ရပါတယ်။အဲ့ဒီအချိန်မှာတော့ southern bright ရဲ့ခေါင်းဆောင် slutty min ၄ကောင်ရဲ့ဒေါသတွေကမထိန်နိုင်တော့ပဲ mr d ကိုမြေလန်ရှာပါတော့တယ်။ 2012ခုနှစ်မတ်လ1ရက်နေ့နေကင်းဘက်မှာ Southern Pride ၄កောင်းနဲ့ Mr. D တို့ထိတ်တိုက်တွေးမိပြီးဘောင်ချရှင်းကြပါတော့တယ်၄កောင်းတကောင်းအပြင်းထန်တိုက်ခိုက်ကြရင်းနဲ့ Mr. D ရဲ့ကြော်ရိုးလဲပေါက်ထွက်သွားခဲ့သည့်အကြိုက်ခံလိုက်ရပါတယ် ဒဏ်ရာက나ကျင်လုံးပေမဲ့လဲကြောက်စရာကောင်းလောက်အောင်ပြန်လည်တိုက်ခိုက်နေသေးပဲဖြစ်ပါတယ်ဒီတိုက်ခိုက်မှုဟာညနေခင်းဘက်ထိရောက်ရှိလာခဲ့ပြီးတဖြည်းဖြည်းနဲ့မစ္စတာဒီရဲ့မျက်လုံးတွေဟာမေးစင်အားနဲ့လာခဲ့ပြီးမြေပြင်မှာဝစ်ကျသွားခဲ့ပါတော့တယ်ဒါကအာဖရိကစပေးစန်တော်ရီတစ်ခုလုံးကိုအကြောက်တရားတွေနဲ့ကြီးလန်းဆဆားခဲ့ရတဲ့ဘဝတွေကိုပေးခဲ့တော့ရှင်သေးလောကမှာနောက်ထပ်ထပ်မရှိနိုင်တော့တဲ့ဝမ်ဝေးကင်းနဲ့ရက်ဆက်မိုက်မဲမှုတွေရဲ့ပြယုတ် စိတ်တစသားရဲ့ကြီးရဲ့နောက်ဆုံးအချိန်ပါပဲမစ္စတာဒီမရှိတော့တဲ့နောက်မကူလူနဲ့ပရီတီဘိုင်းတို့ဟာ2013ခုနှစ်ထဲမှာပဲရှေ့စဉ်နောက်ဆင့်သဘာဝအတိုင်းကျွေလွင်ခဲ့ရပါတော့တယ်စပေးဆန်တော်ကြီးထဲမှာတကိုးကြီးခဲ့ကြတဲ့မပိုကိုကော်လာလေးရှင်းတစ်ခေတ်ပြီးဆုံးသွားခဲ့ရပြီးနောက်ထပ်ရှင်သေးအုပ်တွေရဲ့ပြန်လည်ကြီးစိုးလာခြင်းတွေနဲ့အတူစပေးဆန်တော်ကြီးကလည်းရှင်သန်နေသေးပဲဖြစ်ပါတယ်ခင်ဗျာ